အားလုံးပဲမင်္ဂလာပါ ခုတင်ဆက်ပေးမှာကတော့တောက်ကြသားသမီးများ2026ခုနှစ်ဒီနေ့စာဟောစတမ်းပဲဖြစ်ပါတယ်တောက်ကြသားသမီးတွေဟာဒီနေ့မှအများရက်ကကဂုံပြူလေးစားရလောက်တဲ့ပုံစံကိုပေါ်ဆောင်နေသူဖြစ်ပါလိမ့်မယ်လုပ်ငန်းပြောင်းလဲမှုအသစ်တွေနဲ့တိုးတက်မှုကို အစဉ်စဉ်တက်ရမယ့်နေ့ဖြစ်ပါတယ်ဒီနေ့တကြီးမှ အလौကန်ကောင်းများဖြင့်ကြီးဝါတိုးတက်မယ်မိမိဇနီးတဲ့နဲ့ပတ်သက်သော သူတို့ထံမှ အခွင့်အလမ်းကောင်းများရရှိပါမယ် ဒီနေ့မှာအလူမင်္ဂလာပြုရပါလိမ့်မယ်စီဝါတက်မဲ့ခီးမကြကနာထွက်ရခင်ရှိပါတယ်ပြီးတွင် ခီးသွားလာရတဲ့ပြီးကံကောင်းလျင်နိုင်ငံရဲ့ခြားတီခီးထွက်ရနိုင်ပါတယ်လောကန်ကိစ္စလှုပ်ဆောင်ရမှာဘောဒဟုဇာတာပရိတနင်းကုန်နေသားသမီးများနဲ့ယင်းနည်းမြုံနယ်မှုဆက်တူရှေရအကျိုးတူပူပေါင်းဆောင်ရွက်မယ်ဆိုရင် အထူးကောင်းပါပါတယ်ဒီဖနံအဝတ်ထည်ရောင်းတာအစုရှယ်ယာဝင်တာစိုက်ပျိုးရေးပစ္စည်းများရောင်းဝယ်တာ တန်တဲ့ပစ္စည်းဆံရောင်းဝယ်တာအင်ချမ်းမြေအကျိုးဆောင်လုပ်ငန်းတွေဖြစ်ထွန်းပါမယ်ဒီနေ့မှာအလုပ်သစ်ဒုချက်လုပ်ကိမ်းပါကအောင်မြင်မှုများရရှိပါမယ်လူမျိုးကွဲဘာသာကွဲတွေနဲ့လုပ်ငန်းဆက်တူပြုလုပ်လျက်အောင်မြင်မှုရရှိပါမယ်လူမျိုးရေးအဟောအနေနဲ့ကတော့တောက်ကြသားသမီးများဘယ်ကိစ္စမဆိုဘယ်မလိုက်ပဲမြတ်တာသောအမြင်ဖြင့်ဆောင်ရွက်ခြင်းဖြင့်အားလုံးရဲ့ချစ်ခင်မှုကိုရရှိပါမယ်ပရိုက်တာလုပ်ငန်းဆောင်ရွက်ခြင်းလူမှုပေါင်းသင်းဆက်ဆံရေးနဲ့ လူအများအကျိုးပြုလုပ်ငန်းတွေမှာပါဝင်လှုပ်ဆောင်မယ်ဆိုရင်အထူးကောင်းမှပါတယ်။ဒီနေ့မှာလက်လွန်သောငွေကြေးတွေပြန်လည်ရရှိတတ်ပါတယ်။အနောက်ရက်မှာဆရာကောင်းတွေနဲ့တွေ့ဆုံရတတ်ပါတယ်။လူမှုရေးဘာသာရေးကောင်းမှုကုသိုလ်များဆောင်ရွက်ရပါမယ်။မင်းအစိုးရအကြီးအကဲတွေနဲ့ပတ်သက်ရသော သူတို့ထံမှအကူအညီမဆမှုများရရှိပါမယ်။ပညာရေးအဟောင်းအနေနဲ့ကတော့တောက်ကြသားသမီးများ ရည်ရွယ်ချက်မြင့်မြင့်မားမားနဲ့ခက်ခဲသောပညာရည်တွေကိုထိုးပေါင်းလုပ်ကိုင်နိုင်သောနှစ်ဖြစ်ပါတယ်။ပညာရည်နဲ့ပတ်သက်ပြီးကောင်းကျိုးများခံစားရပါမယ်။အတွေ့အကြုံအကျဉ်းဉာဏ်ကောင်းများရရှိပါမယ်။ရာထူးတို့မယ်၊လာစာတို့မယ်။ပညာရည်မှာကြိုးစားပန်းစားကြားလေအောင်မြင်နိုင်သောကံရှိပါတယ်။အခြေအနေအိမ်တော်၏အဟောအနေနဲ့ကတော့သောကြသားသမီးတွေဟာအခြေရင်းမှာတဦးထက်မက ဆုံတွေ့ရတတ်ပါတယ်။မိမိတဲ့ငယ်ရွယ်သောခြေသူနဲ့ဆုံတွေ့ရပါမယ်။ အိမ်တော်ရှင်များသာသမီကြောင့်တရင်ကောင်းကြရတတ်ပါတယ်။အိမ်တော်ပဲနဲ့ပတ်သက်ပြီးပျော်ရွှင်စရာများကြုံတွေ့ရနိုင်ပါတယ်။ဒီဘွားရဲ့အနေနဲ့ကတော့ငွေလွယ်လွယ်ဝင်ပြီးလွယ်လွယ်ပြန်ထွက်တတ်ပါတယ်။ကျန်းမာရေးအဟောအနေနဲ့ကတော့တောက်ကြသာသမီတွေဟာမတော်တဆထိခိုက်ဒဏ်ရာအန္တရာယ်တွေအာယုံကျော်အားနေတာစီချိုသွေးရောဂါတာမန်စိတ်ကူးခြင်းဖြင့်မပြောက်ကင်းနိုင်တဲ့ဝမ်ဘိုက်အစာရောဂါလွယ်လွယ်ပတ်မှုမှအာမကောင်းတာနေစီရောဂါတွေဖြစ်တတ်ပါတယ်။ အသက်အရွယ်ကြီးသူများရှိပါကကျမ်းမာရေးကူးစိုက်တင်ပါတယ်။တရက်တလ2026မှာစ၍73ရက်လေးလ2026အထိမိမိလုပ်ငန်းခွင်မှာတည်တရားနဲ့ဆင်ကျင်ပြီးဆောင်ရွက်တင်ပါတယ်။ဆွေမျိုးသားချင်းများအတွက်ငွေကြေးလူမှုရေးအပူတော့ကများဝင်လာတတ်ပါတယ်။သူတစ်ပါးကို ထောက်ပံ့ရတဲ့ကြောင့်မလို့ဝင်များများထွက်ရတတ်ပါတယ်။အပြန်အစရန်အတိုက်ခံများလည်းပေါ်ပေါက်လာတတ်ပါတယ်။လူလိန်ငွေလိန်ခံရခြင်းရှိသည့်အတွက်သတိပြုတင်ပါတယ်။ မိမိတန်စနေနံပစ္စည်းများဖြစ်တဲ့ထီဖနတ်သစ်တာအထဲနိုင်ကြောက်လက်စုနီလာဖုံလက်တော့ထွက်ကိန်းရှိမယ်ပြက်ကိန်းရှိမယ်ပေါင်းသေးဆက်ဆံရေးမှာပတ်ဝန်းကျင်ရဲ့အမြင်လွဲမှုကိုခံရတတ်ပါတယ်။တောက်ကြသားသမီးတွေက၁၄ရက်၄လ2026မှာစာ၍၁၆ရက်၆လ2026အထိမိမိရဲ့လုံရွယ်ခွင့်ကအခက်အခဲတွေကိုကျော်လွှားနိုင်မယ်။စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ပညာပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအထူးကောင်းမွန်ပါမယ်။ရာထူးကုန်သတင်းကြော်စောမယ်။မိဘဆွေမျိုးများထံမှ အမွေအနှစ်များရရှိပါမယ်။မိမိထက်အသက်အရွယ်ကြီးသောမိတ်ဆွေများထံမှအကူအညီများရရှိပါမယ်။ဒီနှစ်မှာတောက်ကြသားသမီးများအနေဖြင့်မျက်နှာဝန်းစမ်းဖို့နေတဲ့ကာလဖြစ်ပါတယ်။ဒီကာလမှာမိမိပြောသမျှစကားတွေအောင်မြင်နေတတ်ပါတယ်။မိတ်ဆွေဟောင်းတွေနဲ့တွေ့ရပြီးလုပ်ငန်းတင်များလောက်ကင်ရခြင်းရှိပါတယ်။ကံကြမ္မာရဲ့မျက်နှာသာပေးမှုကိုခံရမယ်။ ဒါပေမဲ့ပတ်ဝန်းကျင်မှာမိမိအားပြည်တွင်ဝေဖန်ပြောဆိုမှုများအမဲရှိနေနိုင်ပါတယ်။အင်္ဂါနိုင်ပစ္စည်းဖြစ်တဲ့ဆန်စီစားစေးစက်ပစ္စည်းတွေဝင်မဲ့ကာလလည်းဖြစ်ပါတယ်။တရားတော်အမှုခင်းများကြုံရနိုင်တယ်။အမွေရသလိုထိပေါက်သလိုငွေဝင်ငိမ့်ရှိပါတယ်။အင်ချဲမြင်တိုက်တာတွေမမျောလင့်ပဲဝင်ငိမ့်ရှိပါတယ်။ဖျားဖူးသွားလာရမယ်။ခီးတို့ခီးရှင်များသွားလာရခြင်းရှိပါတယ်။တောက်ကြသားသမီးများအသက်20နှစ်မှ24နှစ်အတွင်း ပညာရေးမှာအနောက်ရှယ်များနဲ့ကြုံတွေ့ရနိုင်ပါတယ်။အသက်24 28နှစ်32နှစ်33နှစ်40နှစ်42နှစ်48နှစ်တည်းကကံနေနေလို့သတိထားသင့်ပါတယ်။တောကြသားသမီးများအကျွင်း3ကျွင်း5ကျွင်း6ကျွင်းဝေဖွားသူများဒီနေ့မှာခီးဝေးသွားလာခြင်းရှောင်းကြည့်မှာအကားပြောစင်ကြီးမှာမိမိအမားကြောင့်ခက်ရန်ဖြစ်ပွားရပါတယ်။အရာရာကိုစိတ်ဒိတ်မကြဖြစ်နေတတ်ပါတယ်။ အထူးဟောအနေနဲ့ကတော့တောက်ကြသားသမီးတွေဟာတပေါင်းတကူအစောလာများမှာစုပ်ရောလက်ပါအထူးကံကောင်းနေပါလိမ့်မယ်ဆက်ပစ္စည်းတွေကင်တွေတာ queue site တင်ပါတယ်တနေ့ငွေနေနဲ့များပျက်စီးခြင်းပျောက်ဆုံးခြင်းတွေဖြစ်တတ်ပါတယ်တောက်ကြသားသမီးများဆောင်းရဲရှောင်းရဲအနေနဲ့ကတော့အရေးကြီးအလုပ်များလှုပ်ဆောင်မယ်ဆိုရင်အင်းကဘိုးတော်ဦးစနေနေ့တွေမှာလှုပ်ဆောင်ပါအကျိုးပေးမယ့်အကြောင်းတွေကတော့အပြာနုရောင်ဆင်ဆွဲရောင်ပန်းရောင်တို့ဖြစ်တယ် ရှောင်းရင်အယောင်တွေကတော့အစိမ်းရောင်အဝါရောင်ငွေရောင်တို့ဖြစ်တယ်။အကျိုးပေးမဲ့အဆောင်ယရနာများကတော့စိမ်းအဖြူရောင်ကြောက်တို့ဖြစ်ပါတယ်။ဇီဝတက်စီရင်တောက်ကြသားသမီးများတိစိမ်သားကိုလက်တစေခံချင်းတဘုံဘဘူးထူပြီးဆောင်းမှာအင်္ဂါနေ့မှာဘဘူးထူပါအထဲလူကြီးနဲ့အစဉ်ပြေမဆာစေရင်တောက်ကြသားသမီးများတန်ဘုံဒါမမို့တိဘုံတို့ခုခုထဲကိုတပြေညွတ်ထိုးပါလူရင်ဆန္ဒပြေဝစေရင် အရှိတောင်းအရဲ့အရှိစီးပင်ဒါမှမဟုတ်ညောင်ပင်ကို ရေလောင်ရက်ခတ်ပြီးလိုရာစုတောင်းမှာဘေးရန်အမျိုးမျိုးမှာလူကင်းရဲ့တောက်ကြနဲ့အင်ကာနဲ့ဖရာတဆူဆူမှာဖျောင်းတိုင်းပူဇော်သည့်တန်မန်းစဉ်အမွေတိုင်းထွန်းလူသည့်တဲဘုံတို့ကို လူတိုင်းမှာလက်ရွှေစဉ်ရဲ့တောက်ကြသားသမီးများဒေါနာပန်ခေရီပန်တို့ကို အင်ကြီးဖရာညောင်ရီအိုမှာလူပါအင်တကားဝရတွေလည်းချိတ်ဆွဲပါခုနှစ်ရက်တစ်ကြိမ်လဲပေးပါကျဲမာရီမကောင်းလည်း အင်ဂျင်22ညွန့်ကိုဒူးမခြေပြားတီထားပြီးအိပ်ပါလွှမ်းသွားတဲ့အင်ဂျင်ညွန့်လေးကိုဘော်ဒူသားသမီးတကူကအရှိတအောင်ရဆုခိုင်းပါအိမ်တော်ရဲ့အစ်စ်မပြေလေရင်ကတိသားရှစ်လက်မစီ နှစ်ချောင်းပြုလို့ပါပြီးရင် မြင်သာသော နေရာမှာတောက်ကြံနေတနါရီခွဲတွင်ချိတ်ဆွဲပါတောက်ကြသားသမီးများဆောင်ရွက်စရာကိစ္စရဲ့အနေနဲ့ခီးသွားလာခြင်းနဲ့လုပ်ငန်းကိစ္စအဆင်ပြေစေရန်ကိုတော်ကွန်ချာရွေးဆိုပြီးခီးသွားလာပါ အပြာနုရောင်ဆင်ဆွေရောင်ပန်းရောင်အဝတ်ထည်များကိုဝတ်စင်ပါထိုးရောင်တွေကိုအဆောင်ဖြစ်အသုံးပြုနိုင်ပါတယ်အကျိုးပေးသောအခေယာမှာထဆင်တူထာတွေရပလက်လာအာတို့ဖြစ်ပါတယ်အကျိုးပေးသောခန်းမှာ၄၆၃၉တို့ဖြစ်ပါတယ်ကံကောင်းစီခေရယာအနေနဲ့ကတော့တောက်ကြသားသမီးတွေဟာတနေ့ပတ်လုံးမိမိမွေးနေတဲ့တလားမှာတရက်အနေရောင်စီမံပေါညွတ်သဇင်ပံဒန်းညွတ် မြေစာညို့ကိုညို့တို့ကိုပေါင်းပြီးဖရားတွေလှူပေးပါ တကောကုတ်ကားသုံးလက်လှူပေးပါနွားတို့ငကမောက်သည်ဆွန်းတော့ကတ်လှူပေးပါ ပဲပြုတ်တကြားစီကြောမုံများလှူပေးပါပရိစိတ်အတိတ်ထံဝင်ချင်းဆောင်ရွက်ပေးပါဖီယွန်ပစ္စည်းများလှူတန်းမှာဘုံကြီးကြောင့်ဒါမှမဟုတ်လိုရသူများထံနွားတို့ဆန်းစတရားလှူတန်းပေးပါဟုတ်ကဲ့ပါခင်ဗျာတောက်ကြတာသမီးများ2026ခုနှစ်နှစ်သစ်မှာ ကံကောင်းခြင်းတွေပိုင်ဆိုင်ကြပါစေ။ဘေးရန်မျိုးမျိုးမှာကင်းဝေးကြပါစေ။အသက်ရှူတဲ့ငွေဝင်ကြပါစေလို့ဆုတောင်းမေတ္တာပို့တာပေးလိုက်ပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။